အနေနဲ့ရကမျောလင့်ဆောင်စားနေကြတဲ့ရွှေစကားငွေစကားမိတ်ဆွေပြိတ္တများအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွန့်ဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါသည်ခင်ဗျာ။ကဲရွှေစကားငွေစကားအစီအစဉ်အနေနဲ့ရကမိတ်ဆွေများအတွက်အသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျာ။အခုတော့ပြန်စက်တင်ဘာလ26ရက်နေ့အတွက် ရွှေစကားငွေစကားပေါ်ကြခြင်းများဖြစ်ပါတယ်။ရှေးဦးစွာတရင်ချေတအားကြီးတဲ့ဒနင်းငွေသားသမီးမိတ်ဆွေများဒီလိုကိမျိုးမှာကလေမတင်မကြမရေမရဖြစ်နေတဲ့ကိစ္စတွေကိုပြပြသားသားပိုင်မနေနိုင်ဆုံးဖြတ်တဲ့နဲ့အိမ်အဟောင်းနဲ့တဲ့လုပ်ငန်းအဟောင်းနဲ့တဲ့တာဝန်အဟောင်းနဲ့တဲ့အစီအစဉ်အဟောင်းနဲ့တဲ့နှစ်မျိုးနှစ်ခွာတွေရှင်လာခဲ့ရင်အိမ်တဲ့နေရာတဲ့လုပ်ငန်းတဲ့အစီအစဉ်တွေအပြောင်းလဲအပြောင်းအရွှေ့ကိစ္စတွေခရီးသွားလာရတဲ့ဥပဒေဆောင်ရေးအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေကိုဦးစားပေးစူးစမ်းတင်ပါတယ်ခင်ဗျာ ကတိုင်းနေတဲ့ရန်ရွယ်အနောက်ချက်လေးတွေများတာတော့တရိပ်ပြုစာချုပ်စာတမ်းစင်းစရာနဲ့ပတ်သက်တဲ့ကိစ္စတွေစတ်တူတွဲလုံးမဲ့ကိစ္စလေးတွေနည်းနည်းလေးခရုစားရအောင်တနင်္လာသားသမီးမိတ်ဆွေတွေကရင်အပါမို့ရဖို့ဆိုရင်တော့အနီရောင်တို့ကျက်သွေးရောင်တို့ခရမ်းရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုစာအုပ်ကလေးတုပ်အစီအမင်းတင်တော်တဲ့စာလေးတုပ်နဲ့ရက်ခပေးရိုက်ပြီးတော့ဆူတောင်းဂန်ကောင်းလှရွှင်စီမဲ့နံပါတ်တွေကနန်းတွေကတိကနန်းသုံးကနန်း တန်းလွေသားသမီးမိတ်ဆွေတွေကအုံတို့ခောက်ဆွဲညက်စွာဖရမှာပဲလှူလှူအပေါင်းသင်မိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒါလေးနဲ့အတူကံရဲ့အပံပုံရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့တရင်မဟာတာကြီးတဲ့တင်းနာသားသမီးမိတ်ဆွေများဒီချိန်လေးဟာမကြခင်မှာကံကောင်းတော့မယ်လောလောဆယ်တော့ကောင်းမှလို့လို့ချိုးမှလို့လို့ရှေ့တူမှလို့လို့နောက်ဆိုးမှလို့လို့ခြေုံချတော့ဇဝေဇွာလေးတွေဖြစ်နေတတ်တယ်အာခဲမန်တင်းဇွဲခပ်ပြီးတော့ ကိုလုံးဆက်လက်လက်လုံးနဲ့စားလို့တွေကိုဆက်ပြီးကြိုးစားတင်နေရည်ရွယ်စိတ်ကူးထားတဲ့ပန်းနိုင်ကိုမရောက်ရအောင်ရှောက်တင်နေလုံးလုံးစဲတော့စိတ်မောလူမောအချိန်ကုန်ငွေပန်းလေးတွေကြုံဝတ်တတ်ပေမဲ့မကြခင်မှာအောင်မြင်ခြင်းအတိအပွင့်ခံစားရတော့မှာဖြစ်ကြောင်းပါခင်ဗျာဒီချိန်မှာသားသားကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းမျိုးတွေစံစီစေးစားဆိုင်ရာလုပ်ငန်းမျိုးတွေနော်အစားအသောက်စားသောက်ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့ကောင်းတယ်အဆင်မပြေမသိမမြတ် စိတ်တော်ကွမ်းနေတဲ့သူတွေနဲ့ညှိကြနိုင်ကြမယ့်ကိစ္စမျိုးစ조사တက်ပါတယ်။ဒင်းလာသားသမီးတွေကံရင်အပမိုးရဖို့ဆိုရင်တော့နီညိုရောင်းတို့ခရမ်းရောင်းတို့မယမ်းရောင်းတို့များများပါတော့ဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံသုံးသွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဇီးကိုင်းလေးတစ်ကိုင်းဒါမှမဟုတ်ဇီးရိုအထုတ်ကလေးတစ်ထုတ်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းကံကောင်းလိုက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေက၃ကနန်း၉ကနန်းဒင်းလာသားသမီးတွေကစာအုပ်စာတမ်းအလှူကဲကျောင်းသူကျောင်းသားတွေကိုသူတို့ပညာရေးနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းလှူတာပဲဖြစ်ဖြစ် ဂါတုတယတစာအုပ်တမျိုးမျိုးထူတာပဲဖြစ်ဖြစ်တရားဓမ္မစာအုပ်ထူတာပဲဖြစ်ဖြစ်စသဖြင့်ပေါ့စာအုပ်စာရနဲ့ပတ်သက်တဲ့အလူဒါနာကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အစင်လာတားကြီးတဲ့အင်္ဂါသာသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေခက်ခဲထင်းတော့ကြံ့ကြာနေတဲ့ကိစ္စတွေရပ်ထားနားထားရတဲ့အစီအစဉ်အဟောင်းတွေကိုပြန်ပြီးတော့စူးစမ်းတဲ့နဲ့ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖော်ခံပေးတဲ့နဲ့ပြန်လည်စုံစည်းရတတ်တဲ့ ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေလည်းဝင်လိမ့်မယ်။ရွှေတို့ရေနာပစ္စည်းလက်ဝက်လက်စားစုဆောင်းမိခြင်း၊ကားတို့ယာဉ်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေလည်းအောင်မြင်တတ်ပါတယ်။အိမ်တို့အဆောက်အဦတို့နေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့အခက်အခဲများရှိရင်လည်းပဲဒီလေသွားမယ်နေမျိုးဖြစ်ပါတယ်။အင်္ဂါသားသမီးတွေကပြဿနာဟောင်းယောဂဟောင်းလေးတော့ယူဆိုင် ကံရင်အပမိုးရဖို့ဆိုလို့ရှိရင်တော့အစိမ်းရောင်များများပါတော့အဝယ်စားသုံးဆောင်လေးကိုအားပြုပြီးတော့ဝယ်စင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကွန်းရွက်ကလေးနှစ်ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းကံကောင်းလာရွှင်စေမယ့်နံပါတ်တွေကနန်းလေးက၄ကနန်း၆ကနန်းအင်္ဂါသားသမီးတွေကရှောက်ယူကဲမြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးဆွေတွေကိုပဲဒါနာပြုပြုအေးဒါလေးနဲ့အတူကံရင်အပမိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ရနာထုတ်တင်တဲ့မြို့မဲ့မဟာဗုဒ္ဓတို့လက်ရောက်လာပါပြီ ဒီလိုနေဒီမှာကမထင်မှတ်တဲ့အကူအညီအပံ့ပိုးကောင်းတွေပေါ်ပေါက်လာတတ်တယ်။မထင်မှတ်တဲ့မိတ်ဆွေဆရာသမားတွေစီကအကြံဉာဏ်ကောင်းအကူအညီကောင်းတွေရတတ်တယ်။ကောင်းတော်ခကြီးအကျိုးထူးမဲ့ခကြီးရောစရာကြည်နုစရာခကြီးတွေသွားတတ်တယ်။မိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပွဲလမ်းသဘင်တွေပြုလုပ်ရတတ်တယ်။မြေကိစ္စတို့ဆိုင်ငန်းကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စတို့အခွင့်အရေးကောင်းတွေပေါ်ပေါက်တတ်တယ်။ပညာရေးဆိုင်ရာသင်တန်းဆိုင်ရာဝန်သားစရာအောင်မြင်မှုတွေကြုံရတတ်ပါတယ်။ဆွေမျိုးရင်းမိတ်ဆွေရင်းလှုပ်ဖို့ဂိုင်ဘက်တို့အတွက်တော့ပုံပင်တော့ကလေးတွေ မြရတဲ့ဘုရူသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသပါ။ရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆက်ပြကလေးတစ်ခဲနဲ့တို့ခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေက၅ကနန်း၊ခွန်ကနန်းဘုရူသားသမီးတွေကဆန်လှူဒန်းတဲ့ကုသိုလ်ဆန်လေးကိုယ့်ဘက်ကိုတတ်နိုင်တဲ့လောက်လေးပေါ့လေတပီးလှူလှူတဒင်းလှူလှူ ဒါမှမဟုတ်လဲကဲဇန်လီနိုစီတပူလောက်ပူတက်တချုပ်လောက်ကိုကျင်းငှက်တိရိစ္ဆာန်လေးတွေကိုဒါနာပြုမှာပေါ့အဲ့ဒါလို့ဆန်နဲ့ပတ်သက်တဲ့အလူဒါနာကုသိုလ်လေးပြုပြီးတော့ကံရဲ့အပန့်ပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ယရနာထေးမဲ့ဂျာတာပရိသသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေလက်ရှိလုပ်ငန်းတွေကို တိုးမလားချဲ့မလားအချိန်မြင့်မလားနောက်ထပ်လုပ်ငန်းတစ်ရွေကျက်တစ်အစီအစဉ်တစ်တွေစမလားကောင်းတယ် အဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းတွေခရီးသွားပြီးလုပ်ရတဲ့အလုပ်တွေကောင်းတယ်ကိုစီကိုလည်းတည်ငောင်းဧည့်သည်ကောင်းကြီးရောက်လာတတ်တယ်။မောင်နှမသားချင်းတပိအောက်လက်ငယ်သားအလုပ်သမားတွေနဲ့ပတ်သက်တဲ့ဝန်သားစရာစိတ်ချမ်းသာစရာအဆင်ပြေမှုတွေလည်းကြုံရတတ်ပါတယ်။လုပ်ငန်းပိုင်းဆိုင်ပိုင်းအိမ်ကြီးချင်းကိစ္စလေးတွေတော့နည်းနည်းလေးသတိထားရလိမ့်မယ်။လူကြီးမိဘဆရာသမားတွေကိုမကောင်းမြင်ထင်လွဲနေတတ်တယ်။ ကြာရွေးသားမိတွေကရင်ပံမိုးရဖို့ဆိုရင်တော့အပြာရောင်တို့ပန်းရောင်တို့မြန်များပါတော့အဝေးအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်လုံးသွားပါဒီရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတရက်ကိုင်းလေးတကိုင်းဒါမှမဟုတ်တရက်ရုပ်အထုတ်ကလေးနဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းဂန်ကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေကတကနန်း6ကနန်းကြာရွေးသားမိတွေဒီလိုနေမျိုးမှာကရင်အပံမိုးရဖို့ဆိုရင် ယိုတမျိုးမျိုးကဲလျှောက်ယိုနော်ဇီယိုစသဖြင့်ပေါ့နော်ယိုတမျိုးမျိုးမြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒါလေးနဲ့တူကံရဲ့အပံပိုးရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့စိန်ရွှေကြောက်ရတနာတွေကိုဇဲတောက်ခါကစားမဲ့တောက်ကြသားသမီးများဒီလိုနေ့တွေမှာကလေပုံမှန်မဟုတ်တဲ့ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ်ကိုအနည်းနဲ့လာလာယူရမြွန်မှန်းနေတဲ့တာမိုးကြီးပစ္စည်းဝယ်ကျင်တာဖြစ်ဖြစ်ရောင်းကျင်တာဖြစ်ဖြစ်အဲ့ဒါလိုကိစ္စတွေအောင်မြင်တတ်တယ် ကိုကနေပြီးဆွေမျိုးသားချင်းမိတ်ဆွေတွေကိုကူညီထောက်ပံ့ပေးကမ်းခြင်းနဲ့ရည်ရွယ်ချက်များလဲအောင်မြင်တတ်တယ်။အဲ့တော့လုပ်ငန်းဆောင်တာတိုးချဲ့တာတို့နောက်ယာရုတိုးတယ်ဝင်ငွေလာတာတိုးတယ်ဘဝအခြေအနေအဆင့်တန်းမြင့်တွက်မြင့်တက်သွားဖို့အခြေအနေကောင်းနေပေါ်တယ်ဆိုတာဒီလိုကိမျိုးမှလာပြီးကြုံတာပြုကဲကံကြမ္မာရွှေမွန်းဝင်မှုကတော့ရွာချင်းရောက်ပြီးတောက်ကြသားသမီးများအရမီကြိုးစားရအောင်ဒီလိုအချိန်မျိုးမှာရွှေတို့ရန်နာပစ္စည်းလက်ဝက်လက်စားနဲ့ပတ်သက်တဲ့ကိစ္စလေးတော့နည်းနည်းသတိထားသားသမီးအောက်လက်ငယ်သားကိစ္စနည်းနည်းလေးစိတ်ချရတာတယ် ။ကြောက်ကြသားသမီးတွေကံရဲ့ပံမိုးရဖို့ဆွေးနှောအဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စနှုန်းသွားပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုခဲတံကလေးတစ်ချောင်းအစဉ်မြေတင်တော်တဲ့ခဲတံလေးတစ်ချောင်းနဲ့တို့ကောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက2ကနန်း6ကနန်း။ကြောက်ကြသားသမီးတွေကကိတ်မုံဆူဆူ66ကိတ်မုံလူတန်းတဲ့ကုတူလေးတို့ပြီးတော့ကာရင်အပံပိုးရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့အခြေပွားစီးမဲ့စနေသားသမီးများ ဒီလိုနေ့တွေမှာကလေပညာရေးကိစ္စတွေဘာသာရေးကိစ္စတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့အစီအစဉ်တွေရွေးချက်တွေကိုယ့်အတွက်ပဲဖြစ်ဖြစ်မိသားစုအတွက်ပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေကြိုးစားသင့်တယ်ဖုံးကိစ္စမြေကိစ္စအမွေကိစ္စအဲ့ဒါတွေကြိုးစားသင့်တယ်ရှူဝီရတနာပစ္စည်းလက်ဝယ်လက်စားကိစ္စတွေကြိုးစားသင့်တယ်ငွေကန်လေးတော့နေနေတယ်ရစရာပေးရတယ်တန်လန်တန်လန်လို့နော်လမ်းမှာငွေပြောက်ပစ္စည်းပြောက်ခရီးဖြစ်နာတို့ခရီးကိစ္စစိတ်ချဝရတာဒါလေးတော့နည်းနည်းကြိုးစားသို့လို့သို့လို့မတင်မကြဆုံးဖြတ်ခက်တာလေးတွေရှိနေတတ်တယ် ငါဒီလောက်ဆက်လုံမဲ့တော့မလုံတော့ပါဘူးလေတို့ဒီမှာနေမဲ့မနေတော့ပါဘူးလေဆိုတာမျိုးတွေဖြစ်နေတတ်တယ်။ကဲစိတ်ကြောင့်ကြမ်းမာကြီးထိခတ်တတ်တယ်ဆိုတာလေးတော့မယူဆရအောင်။စနေသားသမီးတွေကံရဲ့ပံမိုးရဖို့ဆိုရင်တော့အနဲ့ရောင်းတို့ခရမ်းရင်တို့အပြာရင်တို့အယောင်ရင်ရင်အဝက်စားသုံးဆောင်တွေကိုအာပြုပြီးတော့ဝတ်စံလုံးသွားပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုထင်းရက်ခဲလေးတစ်ခဲကဲအစီအမေတင်တော်တဲ့ထင်းရက်ခဲလေးတစ်ခဲနဲ့တို့ကောက်ပြီးဆူတောင်းကံကောင်းလက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေက၄ကနန်း၇ကနန်းစနေသားသမီးများက လျက်စစ်မီးနဲ့ပတ်သက်တဲ့အလှူကဲဘုရားစီတီတွေမှာပဲဖြစ်ဖြစ်နော်ဇေရတောင်ကျောင်းကနေမှာပဲဖြစ်ဖြစ်ဆွေမျိုးမိတ်ဆွေတွေလိုအပ်တဲ့နေရာဌာနမှာပဲဖြစ်ဖြစ်လျက်စစ်မီးနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကောင်းမှုလေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာ